တမရတို့တတိရှိရင်ပြောလိုက်လေ KNU KIA ငါအမွေမင်းတို့ရန်သူဖြစ်မယ်လို့ပြောရဲပြောလိုက်လေအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တန်းအပါဝင်တဲ့န်းထူးတဲ့န်းကောင်းတဲ့န်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားလာရှင်စနစ်ကြာရှုံးရမည်

အားပေးတာလဲမဖို့ထုတ်တာလဲအရေးမယူတာလဲတော်လေအစမညမပီသားအားလုံးနှီးပါပီတွင်ပီပကနုကြီးကိုအကောင်လုံးဝိုင်းပင်ခဲ့ကြတာဝိုင်းထောက်ခံခဲ့ကြတာကျွန်တော်ကပါဝင်ပင်ဒါပေမဲ့လုံရင်ကရင်နဲ့အဗန်ရဆုံးလာတယ်အဗန်ရကျွတ်စီကျွတ်စီကျွတ်စီ

今天那个 gala 都他妈到处，adam 伊姆比奥嘞，没 DJ 安装的，有 DJ 安装的，没 DJ 安装的，也没有，没路口，他别把酷狗、雪铁龙看，没看过范瑞泽看。 အဲ့ဒီဖန်ရေစာကရှိသမျှလူတွေအကုန်လုံးလိုက်ပြီးရံဖြစ်ထိုးခွဲပြဿနာလို့ energy နှုတ်ပိတ်နေခဲ့တဲ့အဖြစ်နောက်ဆုံးအဲ့ဒီမြုပ်ကောင်က energy ရဲ့ဝင်ကြီးဆိုသူတွေကိုထက်ပြန်ပြီးတော့ဆုံးမဝင်ကြီးဆိုသူတွေကကောက်နေတယ်ဒါလားကောင်းမွန်တဲ့အဆိုရ ဒါလားအရေးချင်းရှိတဲ့အစိုးရဒါလားစီလုံးမှုကိုတိဆောက်မဲ့အစိုးရပရပောက်ဆိုသူတို့ဘာတွေလုပ်လဲဒပြိုင်ငယ်တွေလုပ်တာဖန်ရေးဇာတွေအကုန်တိုက် NUG MOD အောက်မှာမရှိမလူနဲ့ဆိုပြီးတော့ light bait အမောဒီအောက်မှာမရှိလို့ရှိရင်အားလုံးသဘုံဖြစ်မယ်ဆိုပြီးဆွဆွဲအန်ဂျီအောက်မှာမနေဘဲနဲ့တီးကြရက်တီတဲ့အဖွဲတွေအကုန်လုံးကိုရန်လိုမုံထားအညိုးအတင်းနဲ့တိုက်ခိုက်ပတ်စံမွေးအောင်လိုက်လို့ရေပြင်းပေါ်မှာအုပ်စုဖွဲ့ပြီးအနိုင်ကျင့် လုတ်ကျန်းစစ်စင်ရဲ့လုံးလို့ရှိရင်ဝိုင်းမပါတဲ့အပြင်စစ်စင်ရဲ့လုတ်ပြက်ကရန်သူကိုစော်တဲ့အခါမှာနော်လိုကယ်ဘက်ကရန်သူကိုစော်တဲ့အခါမှာနုကြည်အောက်ကပသုံးလုံးကရန်သူကိုရိတ်ခတ်ဖို့ဒါလာကောင်းမွန်တဲ့အစိုးရဒါလာစီလုံးညီညွတ်ကိုမှုကိုဖော်ဆောင်မဲ့အစိုးရ노 no. အဲ့ဒါကြောင့်ကျွန်တော်ပြောတာ NUG သည်ဥစားမှုတအားညံ့ရှင်းခဲ့ NUG သည်စီယုံမှုစီလုံးညွေတိစားမှုအယံ့ညံ့ရှင်းခဲ့တယ်ဗမာဒေသနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောတာနမတ်၃တော်တော့ကိုတိုင်းကိုကငတ်အောင်မဝင်ငတ်ရန်သူဆိုပြီးတော့ရန်လိုမုံထားပြီးတော့ စီးလုံးညင်ညွတ်မှုကိုချော့ခွဲတာအဓိကလက်သက်တမိုင်းတရခံက NUG ကိုတိုင်နဲ့အဲ့ဒီ NUG ကပစားပေးထားတဲ့ဖန်ရေစာတွေမြောက်ကောင်းတွေတို့တို့ရိအဲ့ဒီအုပ်စုကြီး အဲ့တော့တော်လိုင်းကြီးဆိုတာကလူတွေနဲ့လှုပ်လူတွေဆိုတာဟဲ့စိတ်တွေနဲ့လှုပ်ဟဲ့ဥစ္စာမှုကောင်းရင်တော်လိုင်းကြီးဆိုတာစီယုံကြီးပဲခမစီယုံမှုကောင်းရင်ရှေ့ကနေနမူနာကောင်းကောင်းပြနိုင်ရင်လူတွေကထမင်းမစားရရင်ဒီကိုယ့်အသက်ကိုပေးကိုယ့်ချိန်ကိုပေးပြီးတော့လိုက်တယ်ဟာလုတ်တယ်ဟာ ဒါပေမဲ့အရေးတော်ဘုံကြီးဖြစ်တဲ့အချိန်မှာကို့အသက်ကိုပေးကို့ဘဝကိုပေးကို့အချိန်ကိုပေးကို့အနာဂတ်ဒီကိုပေးပြီးတော့ထွက်လာတဲ့လူလူကြီးအဲ့ဒီလူလူကြီးက NLD ပါတီကခေါ်လို့ဥစားလို့ထွက်လာတာမဟုတ်ဘူးအရေးတော်ဘုံကြီးစပြီးဆန္ဒတွေဖြစ်ပြီးတော့အလန်တွေထောင်နေတဲ့အချိန်မှာ NLD ကိုယ်စားလှယ်တွေဘယ်ပြောင်းနေမှမသိဘူးအများစု လွတ်တော်ကိုယ်စားလှယ်မှပြောတာမဟုတ်မျိုးနယ်ရက်ကျဲကိုယ်စားလှယ်ခေါင်းဆောင်နေထွက်လာတော့ဘီသူကထွက်လာတာကျမ်းပါထွက်လာတာပြောချင်တာကခမရတို့ပါခမရတို့ဘဟုကအမိတ်မရလို့ထွက်လာလားမလာလားရက်ပြောချင်တာကဒီလူလူကြီးထွက်လာတာဒီမတရားမှုကိုလက်မခံလို့ထွက်လာအဲ့တော့ခမရတို့ခေါ်လို့မဟုတ်ဘူးဒါဒီအရေးကြီးတဲ့အချက်ဖြစ်တယ် သူတို့ရဲ့စိတ်နဲ့သူတို့ထွက်လာတာအဲ့တော့နုကြီးဘာဘယ်ပေါ်လာလဲနုကြီးအန်ယူဂျီဆိုတာ NLD ကပေါ်လာတာခင်ဗျားပါခင်ဗျားအခုလောလောဆယ် NLD နဲ့မဆိုင်ဘူးเนาะပြောရင်ပြောမပြောချင်သေးပြည်တွင်းနဲ့ဆိုင်တယ်လို့လည်းပြောလို့မရဘူးပြည်တွင်းမှာနေတဲ့သူတွေရက်တူလို့မရဒါခေတ်ဆက်ဆက်ဒါနိုင်ငံရေးကစားကွက်တစ်ခုပဲဘာလို့ဖြစ်ဖြစ်လောလောဆယ် NGO ဖွဲ့ထားတာဒီ NLD အများစုနဲ့ဖွဲ့ထားတာဒါဒီလက်အမှန်တရားပဲအကုန်လုံးကစပေါ်လာတဲ့အချိန်မှာခမရတို့ကဥဆောင်ပြီးတော့ရှေ့ထွက်လို့ပေါ်လာတဲ့သူတွေမလို့ခမရတို့ကငါအောင်မဝင်ငါရန်သူတို့ပြောတယ်ဆိုနားကြားလို့နေသာထိုင်သာရှိသေးတယ်ဒါတော့မကောင်းဘူးတော့မမှန်ဘူး အဲ့လိုလည်းမဟုတ်ဘူး energy အစိုးရဖြစ်ပေါ်လာပုံကလည်းအရေးခင်ဖြစ်လူတွေလက်သုံးချောင်းထောင်တဲ့အချိန်မှာနေဆက်ကိုမြ мян ပြေးတဲ့လူကမြ мян ရောက်ပြီးတော့ကြိုပြီးတော့အုပ်စုဖွဲ့ပြီးတော့အစိုးရဖွဲ့လိုက်တာပဲဒါရှင်းရှင်းလေးပဲခင်ဗျာဒါအားလုံးသိတဲ့ကိစ္စလေးအဆိုင်မဟုတ် လက်သုံးချောင်းထောင်တဲ့အချိန်တော့ကယင်ကော့ပြီးအသေးခံတော့ကနော်အခုကျွန်တော်ပြောမယ်နော် NUG MOD အောက်ကိုမဝင်ဒပုံဖြစ်မယ်ဆိုတဲ့သူတို့တက်ဆက်မပေးနဲ့ဆိုတဲ့သူတို့ခင်ဗျားတို့ကျွန်တော်တည့်ပြောနေတာလက်ပလာနဲ့ယမတ်ကြီးကော့ပြီးတော့အသေးခံရတဲ့အချိန်တော့ကတော့ပြောပါလားတော့တတ်ပါလားနင်တို့မထွက်နဲ့မထွက်နဲ့မထွက်နဲ့ငါတို့ပဲအသေးခံမယ်ဟေ့ ငါတို့ကိုစနေတို့အသေးခံလိုက်လို့ရှိရင်တပုံဖြစ်မယ်သွားပြောလေအဲ့တော့ပြောခဲ့ပါလားအဲ့တော့လက်ခုပ်ကြည့်ခဲ့ကြတယ်မလားအလေးပြုခဲ့ကြတယ်မလားသွေးသစ္စာဝိုင်းစော်ခဲ့ကြတယ်မလားကဘာမကျေဘူးဆိုပြီးတော့လက်သီးလက်မောင်းကိုနောက်ကွယ်ရနေပြီးတော့ထောင်ခဲ့ကြတယ်မလားအဲ့ချိန်တော့ကအဲ့လိုမျိုးဆိုရင်ဒီချိန် လက်သုံးချောင်းနဲ့အသေးခံတော့အဲ့ဒါကြည်ပြူပြီးတော့လက်ညိုးတွေကိုွေးတဲ့အချိန်ကျတော့ငါ့အောင်ငွေငါ့ရံသူလို့လောက်တာတော့လူဘာဝလွန်အားကြီးရယ်ခမညာအာနာရီနဲ့ဒီဆောက်လို့မရဘူးခမညာတို့စီယုံရေကောင်းရင်ခမညာတို့ခေါင်းဆောင်မှုကောင်းရင်အခုလက်နက်ကင်ထားတဲ့ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေတော်လည်းတပ်ဖွဲ့တွေအကုန်လုံးကခမညာတို့အလုံးနှင်းပေါင်းစည်းသွားမှာစုစည်းသွားမှာ အခုလောဆယ်သူတို့ကင်ထားတဲ့အကြောင်းရင်းကဘာလဲဆိုတော့ကျွန်တော်နားလည်မိသလားခမရတို့ရဲ့ဥစ္စာမှုကိုစိတ်မချဘူးခမရတို့ကိုလည်းပြေဝမယုံဘူးဒါအပြင်မအားလားအလွန်ကိစ္စကိုပါစိတ်မချဘူးအဲ့တော့စိတ်မချဘူးဆိုတော့သူတို့တွေစိတ်မချတာလားဆိုတော့ခမရ KNU လည်းစိတ်ချမှာမဟုတ်ဘူး KNU လည်းစိတ်ချမှာမဟုတ်ဘူးခမရတို့တတ်သိရှိရင်ပြောလိုက်လေ KNU KIA ငါအမွေမင်းတို့ရန်သူဖြစ်မယ်လို့ပြောရဲပြောလိုက်လေပြောလေပြောရဲလားပြောအဲ့တော့အနိုင်မကျင့်အောင်ပြီးသူအာဏာမပြအောင်ဘုံမကြအောင်ခုံးမခွဲအောင်အခုခင်ဗျားကျွန်တော်သိတယ်ကျွန်တော်ပြည်သူတွေသိတယ် လွန်ခဲ့တဲ့၄မိနစ်တောင်ခင်ဗျပြန်လဲကြည့်ကြည့်လိုက်ငါ့အောင်ဘဝင်ငါရန်သူလို့ပြောတာဘာလို့လဲဘာသာမလူနဲ့မပင်းနဲ့ဆိုပြီးတော့ပြောတာဘာလို့လဲအခုအုပ်စုဖွဲ့ပြီးအနိုင်ကျင့်ခံတာကတော့ဒေသဆိုင်ရာအဖွဲ့တွေဘာသာမရဘူးနိုင်ငံတကာမှာ live page နိုင်ငံတကာမှာရှိတဲ့ကော်မရှင်စားဖန်ရေးစာတွေကလည်း energy share တွေပေါ်သူကကိုယ်စားလှယ်ယူထားတယ်လေကိုယ်စားလှယ်ယူလာပြီးတော့အဲ့မှာသူကပတ်စပ်တွေစားတယ်လေပြီးလို့ရှိရင်ဗာဖြစ်လဲဆိုတော့အဲ့ပတ်စပ်ကိုပြည်သူပေးတဲ့ပတ်စပ်နဲ့အာဏာတိဆောက်ဟိုအဖွဲ့နဲ့မင်းတို့ပေါင်းလုပ်လို့ရှိရင်မင်းတို့ပါ funding ပြတ်မယ်ဆိုပြီးတော့အာဏာတိဆောက်မှုလုပ်တဲ့ကောက်ကျစ်ရုပ်မာမှုကဘသူတွေကလုပ်ကြလဲအဲ့တော့ဘုနာစကားကိုပဲပြန်ပြောရအောင် လွန်ခဲ့တဲ့၄နှစ်တာနောက်ဆက်မှာ NUG ဒီနိုင်ငံတကာရဲ့အတိမတ်ပြမှုအစိုးရအဖြစ်အတိမတ်ပြမှုရအောင်မလုပ်နိုင်ခဲ့ဘူးအမေရိကန်မှာရှိတဲ့ဒေါ်လာတန်းတထောင်ကိုရအောင်ပြန်မလုပ်နိုင်ဘူးဟာစစ်တိုက်တာကဒီမှာအသက်တွေပေးပြီးတော့တိုက်နေတဲ့လူငယ်တွေရှိတော့လေဒါတွေလူတွေဟာ နိုင်ငံတကာရှိရလက်နက်ငွေကြေးဤပညာကူကြီးတောင်းမှာဟာပြည်သူကအော်လုံးအားကြီးတော့2021လား22လားအိုက်တော့တမရကြီးတူကလည်းရှိလာနဲ့ကာကွယ်ဝင်ကြီးဦးရေမွန်တို့ကသတင်းစာမှာအာတီကယ်လေးတစ်ခုနဲ့အင်္ဂလိပ်လိုရေးပြီးတော့နိုင်ငံတကာကနေလက်နက်တွေတောင်းတယ်တစ်ချိန်နဲ့ကြေလောက်တော့တောင်းတယ် ဲ့တော့ဒီမှာတချို့ကပြောတယ်နော်နိုင်ငံတကာမှာသူတို့မှာနိုင်ငံတကာစနစ်ဤအကန့်သက်တယ်ဆိုတာအဲ့တော့ကျွန်တော်ပြန်ပြီးဆွေးနွေးပြမယ်အဲ့ဒီစနစ်ဆိုတာက policy ဆိုတာကဘယ်သူကချတယ်ဥပဒေဆိုတာကဘယ်သူကရေးတာလဲ policy ဒီလူကချတယ်ဥပဒေဒီလူကရေးတယ်အေးလူကချတဲ့ policy လူကပြင်လို့ရတယ်လူကရေးတဲ့ဥပဒေလူကပြင်လို့ရတယ်ဒါကိုနားလည်ထားလို့ရှိရင်ခမနိုင်ငံတကာစနစ်ကအကန့်သက်ဆိုတာများတဲ့လော့ပလိုက်အထူးသဖြင့်နိုင်ငံတကာအစိုးရတွေအနောက်တိုင်းဒီမိုကရေစီတွေကလူကိုခင်မူကိုပြင်းတယ် အနောက်တိုင်းအစိုးရတွေကဟာဒီ emotion နဲ့အလုပ်လုပ်တာလူချင်းခင်သွားတယ်တို့ရဲ့ဒီခံစားချက်တွေကိုထိတွေ့တယ်တွေ့ထိတယ်ဆိုလို့ရှိရင်ခင်ဗျားဘာအကန့်သက်ဘာစနစ်အကန့်သက်ရှိလဲအကုန်ရအောင်ကြော်လို့ရတယ်နေတိုးရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုဇလန်စကီရင်ဆိုင်နေရတဲ့စိန်ခေါ်မှုအနောက်နိုင်ငံခေါင်းဆောင်တွေစိန်ခေါ်နေရတဲ့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုကပိုကြီးတာပေါ့ရုရှားကတကယ်ပူတင်ကို sorry ယူကရိန်းကိုကျူးကျော်နေတာလက်ရှိစစ်ဖြစ်နေတာညမပီယိုအကူညီပေးဖို့ဆိုရင်တို့ဘာပြောမလဲတရုတ်ကြီးကကြိုက်မှာမဟုတ်ဘူးဘာညာတာကနေကြကွာစီပြောမယ်ဟေးတရုတ်ကိုလည်း ်ချွေးသိမ့်ဒီနိုင်ငံကကိုလည်းချွေးသိမ့်ရအောင်ကစားနိုင်ရမယ့်အရေးချင်းကောင်းသည်ဥစ္စာမှုနေရာမှာရှိတဲ့သူတွေမှာရှိရအဲ့လိုမရှိလို့ရှင်ဒါဒီကောင်းမွန်သောကောင်းဆောင်မှုလို့မပြောသေးဘူးဗျသိလားဒါကြောင့်မလို့ကျွန်တော်ပြန်လှည့်ကြည့်တဲ့အချိန်မှာကောင်းဆောင်မှုမကောင်းဘူးခမရတော်လည်ဆိုရာကအကန့်သက်ဆိုတဲ့ ဘောင်တွေကိုရအောင်ကြော်ပြီးတော့အောင်မြင်မှုကိုအရယူခြင်းကတော်လေခမရဘလောက်စိန်ခေါ်မှုတွေရှိနေဒီအဲ့စိန်ခေါ်မှုတွေအကုန်လုံးကိုကြော်လွားနိုင်ရမယ့်အရေးချင်းရှိရတယ်နော်အဲ့တော့နိုင်ငံတကာစနစ်တွေကြားထဲမှာသိတယ်မလားတရုတ်ကဘာဖြစ်လို့ရုရှားခမရအဲ့တပြားဟောင်းကြီးလာမပြောနဲ့ နှစ်ပေါင်း20ကျော်ပြီနှစ်ပေါင်း40ကျော်ပြီနှစ်ပေါင်း50ကျော်ပြီရိုးနေပြီအဲ့အကြောင်းကြီးမထက်နေတော့ geopolitics ကပါအိန္ဒိယကပါအမေရိကန်ကပါတရုတ်ကပါအာဆီယံကပါရိုးနေပြီကြပြောင်းကြီးထမပွင့်နေဖြစ်စေချင်တာအဲ့အလွန်ကိုမလုပ်မလဲဒီစိန်ကောင်မှုကရှိနေတာနှစ်ပေါင်း350ကျော်ပြီ given အဲ့ဒါ အေးပြီသူကသိကျင်တာကျွန်တော်တို့ကသိကျင်တာအဲ့ဒါကိုကြော်ဖို့ခမဘာလုံးပါလဲခမဘာလုံးနိုင်တယ်လဲဒါပဲသိကျင်တာအပဘောရဘာဖြစ်တယ်အနေရဘာဖြစ်တယ်စိတ်ဝင်စားဘူးမဖြစ်ဖြစ်အောင်ရတဲ့နီးနဲ့ဖြစ်အောင်လုပ်နိုင်မှဒီကောင်းစားမှုနေရာကိုယူအဲ့တော့ပြန်ပြောရလို့ရှိရင်တကယ်စီးလုံးညီညွတ်ရေးကို ထိုးခွဲတာသည် NUG ကိုယ်တိုင်ဖြစ်၏အဲ့တော့ဆောင်းပါရှင်က NUG ထက်တာလွန်သောနိုင်ငံရေးဥဆောင်မှုပေးနိုင်သူရှိပြီလားတဲ့ရှိတာပေါ့ရှိတာပေါ့မြေပြင်မှာအများကြီးပဲရှိတာပေါ့ အဲ့မှာလောလောဆယ်တချို့နီဘိနုဘိတချို့တွေပြောတဲ့စကားတခုကျွန်တော်ဒီနေ့ကြုံလို့တော့ပြန်ပြောလိုက်အောင်မင်းတို့အန်ယူဂျီကိုမကြိုက်ရင်နောက်တစ်ဖွဲ့ဖွဲ့လေးတဲ့အုံလောက်မရှိကြဘူးလား စီလုံးညူမှုကိုတည်ဆောက်ရမယ်အစားချက်ပြီးအစိမ့်စိမ့်အပေါ်မှာပြိုကွဲဖို့စိန်ခေါ်တဲ့စကားလူမိုက်စကားအပိုက်စီးတဲ့စကားအမျော်မြင်မဲ့တဲ့စကားထပ်ပြောကြသေးရဲ့ကျွန်တော်ကအခုပြောနေတယ်ဆိုတာ ြစ်စေချင်တာပြည်သူကဖြစ်စေချင်တာခမားတို့ NUG ထဲမှာပါတဲ့သူတွေမူကောလူကောပြောင်းဖို့ကျွန်တော်တို့ကတိုက်တွန်းနေတာကဒါနဲ့အပြိုင်ချက်ဖွဲ့ဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ခမားတို့မှာနည်းနည်း sense လေးဝင်လာပြီးတော့အော်ဟုတ်ပါလားငါတို့ညံ့ချင်းခဲ့ပါလားအချိန်နဲ့နှမျိုးဖို့ကောင်းပါလားအသက်တွေဆုံးရှုံးသွားပါလားဆိုပြီးတော့ နောင်တနဲ့အသည့်တတိတရားလေးရပြီးတော့အော်သခင်အောင်ဆန်းတို့လွတ်လည်ရေးအရယူနိုင်ခဲ့တာသခင်ကိုတော်မိုင်းတို့လို့ဒီတို့ဥပေါ်ဥပချိုတို့လို့သခင်မြတ်တို့လို့ခေါင်းဆောင်ကြီးတွေကပခုံးထမ်းတင်ပေးခဲ့တာဖြစ်တဲ့အတွက်ငါတို့ဒီလေဒီနေ့ချိန်မှာတော့နောင်တရလေးရဲ့အနာဂတ်ကိုကြည်လေးရဲ့ ငါတို့ပခုတ်ထန်းတင်မယ်ဟဲ့ဆိုတဲ့အသည့်တရားနဲ့ပြည်သူနဲ့တိုင်းပြည်အနာဂတ်ကိုရွေးချယ်မှုကိုဖြစ်စေချင်လို့ပြောတာအဲ့တော့ပြောချင်တာကနှုတ်ကြီးတန်းမှာအခုလောလောဆယ်အစ်စ်စစ်စုပွဲထားတဲ့ဟာဒီလူကောမူကောပြောင်းပြောင်းတဲ့လူတွေပြောင်းတဲ့မူတွေကို ပြောင်းအဲ့ဒါကိုပြောတာ ခမရို့ကိုတသက်လုံးအဲ့ NUG ကငါတို့ဟာပါဆိုပြီးတော့မောင်ပိုင်စီးထားတာကိုလက်မခံဘူးဆိုတာကိုပြောတာရှင်းလားတော့မသိအခုကြားပါရဲ့လေးနဲ့ကတက်တန်းကကုန်ပြီဆိုတော့ဂျာကာလာပါလေအသွင်ကူးပြောင်းရီအစိုးရဇူလာနော်ပါလေအခုလုံနေတာကျွန်တော်ပြန်ဖတ်လိုက်ပါဦး ဂျာကာလာ NUG ကိုအစားထိုးမဲ့ဂျာကာလာအစိုးရဖွဲ့ပြီးတော့ဒီလူတွေနဲ့ဆက်သွားမယ်ဆိုတော့ခမည်းတော်ဟာကမလွန်လုံးဘူးလားကျွန်တော်တို့ကဒီဗမာအများစုနေတဲ့ဒီຫນွေဦးတော်လည်အဲ့ဒီစုဖွဲ့မှုကိုကျွန်တော်တို့ကပြောနေတာ